မင်္ဂလာပါခင်ဗျာဒီဘက်တွင်သတင်းတွေကိုစတင်တင်ဆက်ပါတော့မယ်အခုသတင်းပတ်ထဲဖြစ်ပွားခဲ့တဲ့တိုက်ပွဲသတင်းဆက်ဆက်သတင်းတွေနဲ့စတင်ပါပါရှမ်းပြည်နယ်ကျေးသီးမြို့နယ်ဝမ်ဟိုင်းကျေးရွာအုပ်စုမှာအစိုးရနဲ့ရှမ်းပြည်တပ်မတော်မြောက်ပိုင်းကြားတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အနီးနားမှာနေတဲ့ဒုက္ခသည်ထောင်နဲ့ချီပြီးစစ်ပွဲတွေနဲ့ဝေးရာကိုအခုသတင်းပတ်တွင်တင်းချောင်နေကြရပါတယ်ခွန်စော်ဦးပေးပို့ထားခဲ့တာပါခင်ဗျာဒီဝမ်လေကျေးရွာရဲ့အနီးမှာအစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP SSA တို့ဒီလ6ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒီတိုက်ပွဲတွေကြောင့်အခုကျွန်တော်ရောက်နေတဲ့ SSPP SSA စစ်တပ်နာချုပ်ရှိရာဝဟိုင်းကျေးရွာအုပ်စုဝမ်လီကျေးရွာအပြင်အနီးနားကျေးရွာတွေက ပြည်သူလူထုတွေဟာတိုက်ပွဲတွေနဲ့ဝေးရကိုတိမ်းရှောင်နေရတာပါ။ဒီရောက်မှရှိရလို့အားလုံးသွားလာ။အင်းတအိမ်တယောက်ပဲသွားခင်အာကျန်တဲ့သူကွန်ပျူတာ ခြေတိမြို့နယ်အတွင်းကဝမ်လေဝမ်ကြောင်းလီလျှောကုန်းလင်နတ်ပါမုံတာဆန်ဖူးနောင်ခစ်ဟိုနန့်နားပေစတဲ့ခြေရွာပေါင်း900ရွာကပြည်သူလူထု2000ကျော်ဟာမိုင်းရှုမြို့နယ်ဘက်ချမ်းမှာရှိတဲ့ hyper ခြေရွာဝမ်ဆော့ခြေရွာနဲ့မိုင်းနောင်မြို့ဘက်ချမ်းကိုဖက်ပြေးတန်းဆောင်နေရပါတယ်ကျမတို့ဝမ်လေရွာရှိဝမ်ဟိုက်အုပ်စုခြေတိမြို့နယ်ရှိပါလာတော့လဲဆိုကျမတို့တို့ခါရောက်တာရွာမှာတိုက်ပွဲတွေဖြစ်လို့တရွာလို့ဖက်ပြေးလာတယ် အခုလိုအဆက်စေဌာနချုပ်ရှိရာဝဟိုင်းကျေးရွာအုပ်စုတွင်တိုက်ပွဲတွေဖြစ်ပွားရတဲ့အကြောင်းရင်းကို SSPB SSA ရဲ့ပြောရေးစင်ခွင့်ရှိသူက DPP ကိုအခုလိုပြောပါဗါအောက်တိုဘာ၄ရက်နေ့မှာအဲ့ဒီတနင်္ဂနွေလုံးအပစ်ခတ်ရက်စဲရေးသဘောတူညီစာချုပ်ချုပ်တဲ့အခမ်းအနားကျင်းပရေးနော်ကော်မတီဖွဲ့ဖို့ရယ်ဂျူတင်ပြင်ဆင်ဖို့ရယ်သူတို့ကဖိတ်ကြားခဲ့တယ် ဒါမဲ့ကျွန်တော်တို့အဖွဲ့ကတော့အားလုံးပါဝင်ရေးမှုကိုစုပ်ကိုင်းထားတဲ့အဖွဲ့ဖြစ်တော့လက်မထုတ်ဖို့အစဉ်တည်းမဖြစ်သေးဘူးလေနော်မဖြစ်တော့ကျွန်တော်တို့တို့ဖိတ်တဲ့ပွဲကိုကျွန်တော်တို့ကမတက်ဖြစ်ခဲ့ဘူးမတက်ဖြစ်ခဲ့တော့တို့က9ရက်နေ့မှစစ်ကြောင်းတွေခြစ်တက်ခဲ့တာပေါ့နော်အင်အားနေရာခန်းတော့ရှိမှာ16ရက်နေ့မှတို့ကနှံပောင်ချောင်းကူးခဲ့တယ်အင်အားတချို့တဝက်ကလက်ရှိတို့လှုပ်ရှားနေတဲ့ စစ်ကြောင်းနဲ့သူတို့ပူပေါင်းပြီးတာဆန်ဘူးအနာမှာရှိတဲ့လွတ်ခစ်နော်အနီးတောင်ကုန်းမှာရှိတဲ့ကျွန်တော်တို့တပ်စခန်းတို့ကဝင်တိုက်ခဲ့တယ်လေနော်အဲ့ဒီဖြစ်ပြီးတော့တည့်ရအဲ့ဒီခရီးရနေ့မှာပေါ့နော်တိုင်းစစ်ဌာနချုပ်ကပူမူကြီးစမ်းညွှန်ဆိုတာကျွန်တော်စီဖုံးဆက်ခဲ့တယ်နော်ဖြစ်တဲ့နေရာတွေမှာနော်အဲ့ဒီကျွန်တော်တို့တပ်တွေဖယ်ပေးဖို့ပေါ့နော်အဲ့ဒါတောင်းဆိုခဲ့တယ် အဲ့ဒီတပ်စခန်းတွေကကျွန်တော်ဝမ်ဟိုင်းဌာနချုပ်အတွက်လုံခြုံရေးယူနေတဲ့တပ်ဖွဲ့ဖြစ်တဲ့အတွက်ကျွန်တော်လည်းမဖယ်ပေးနိုင်တဲ့အကြောင်းအကြောင်းပြန်တော့သူတို့ကအေးမဖယ်ပေးရင်ဝမ်ဟိုင်းအထိပါကျွန်တော်တို့ကတိုက်ရမှာပဲဆိုပြီးတော့တိုက်ပွဲကဟိုဆက်တိုက်ကြီးဖြစ်ခဲ့တာပါနော်အစိုးရကတောင်းဆိုထားတဲ့တာဆန်ဖူးစကန်ကို SSA တပ်ဖွဲ့တွေက 15ရက်နေ့ညနေ9:00နာရီချိန်ကဖယ်ရှားပေးခဲ့ပြီးမဲ့လက်ရှိချိန်ထိဝဟိုင်းအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးတိုက်ပွဲဖြစ်ပွားရာကြီးဒီမြို့နယ်ဝမ်လီကျွေးရကနေကတင်းပေးပို့ထားတာပါခင်ဗျာမန္တလေးမြို့ကခရီးရန်အတင်းတော်တွေစုပေါင်းပြီးငင်းချမ်းရေးပြန်လဲတင့်မြက်ရေးနဲ့စီလုံးညညရေးအတွက်စုတောင်းပွဲတစ်ခုအခုသတင်းပတ်အတွင်းကျင်းပခဲ့ပါတယ်ခွန်ဘတာပေးပို့ထားခဲ့ပါတယ်ခင်ဗျာ မန္တလေးမြို့မှာခရိယံအတင်းတော်တွေစုပေါင်းပြီးအော်တိုဘလ27ရက်နေ့ကညင်ချိုင်းကြီးပြန်လည်တည်မြတ်ရေနယ်စီလုံးညညွတ်ရေတဲ့အတွက်ရည်စုပြီးဆွတ်တောင်ပွဲတစ်ခုကျင်းပခဲ့ကြပါတယ်ဆွတ်တောင်ပွဲကိုမန္တလေးမြို့ပေါ်ကအတင်းတော်ပေါင်း30ကျော်တက်ရောက်ဆွတ်တောင်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာပြည်ပြည်ကြောင်းနေနဲ့တော့ညင်ချိုင်းကြီးနဲ့တော့ပြန်လည်တည်မြတ်ရေအစီအစဉ်အတွက်ကျွန်တော်တို့ခရိယံဘာသာဝင်တွေကနေမှတရောင်းတနေရာကနေမှဆွတ်တောင်ခြင်းအားဖြင့် နဲ့ပါဝင်ဆက်ကပ်ခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာဆိုရင်ရန်ကျန်ရဲ့အတွက်လက်မှတ်ထိုးကြတယ်ခု TLA တိုင်းရဲ့အဖွဲ့နဲ့အခိုင်မာခုလောလောဆယ်တိုက်ပွဲဖြစ်နေတယ်။အဲ့ဒီရန်ကျန်ရဲ့အတွက်ကျွန်တော်တရောင်းတနေရာကနေမှာကြည်နဲ့မတိုက်ဖက်နဲ့ဗဇက်ကနေတိုက်တယ်ရန်ကျန်ရဲ့အတွက်ဆိုပြီးမှကျွန်တော်ရှူတောင်းခြင်းဖြစ်ဆက်ကပ်တာဖြစ်တယ်ဒါပြင်ပါတာကြီးလူမျိုးရေးအထက်ကရုံမဖြစ်ရလေအောင်နဲ့ မကြမီမှာကျင်းပတော့မဲ့ရွေးကောက်ပွဲကြီးမှာလှူလာပြီးတရားမြတ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆုတောင်းခဲ့ကြတဲ့အကြောင်းလည်းပြောပါတယ်ဒီမှာပြီးရအကြောင်းလေးတစ်ခုမှာတရားမျှတစွာနဲ့ပြောင်းလဲနိုင်ဖို့ရဘုရားသခင်ထံမှာကျွန်တော်တို့ပါဝင်ဒီကောက်ခံမဲ့အားလုံးအတွက်ကိုစားပြုတောင်းပန်ရည်ရည်ရည်ဖြစ်ပါတယ်ဒီမှာပြီးရပြောင်းလဲခြင်းမှာတကယ်ပဲဘုရားသခင်ရဲ့ဆောင်းလမ်းပတ်ခြင်းအားဖြင့် ွားနိုင်ဖို့ရန်အတွက်ပြည်ပြပြီးတော့မှဆူတောင်းဆက်ကတ်တဲ့အခွဲတစ်ခုဖြစ်ပါမြန်မာပြည်သားတရားအမိနဲ့မြန်မာနိုင်ငံအပြောင်းလဲတစ်ခုမှာဆရာထက်တန်သွားတဲ့အပြောင်းလဲမှုမှာကျွန်တော်ဘာမှမလုပ်နိုင်ပေမဲ့ဆူတောင်းခြင်းအားဖြင့်အပြောင်းလဲတစ်ခုအေးအေးချမ်းချမ်းအေးဆေးဆေးနဲ့ပြောင်းလဲနိုင်ဖို့ရန်အတွက်ဆူတောင်းပါမယ်တဲ့အမှာအားရကြည်တယ်ဖြစ်ပါဆူတောင်းပွဲကိုမန္တလေးမြို့ခရိယံအတင်းတော်ပေါင်းစုံဆူတောင်းရေးရာကော်မတီကဦးစီးကျင်းပတာဖြစ်ပြီး မန္တလေးမြို့ကရွှေနှလုံးတော်ကက်သလစ်ဘုရားရှိခိုးကျောင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။ဖန်ဆီးထားတဲ့ကျောင်းသားတွေပြန်လွှတ်ပေးဖို့ကောက်ခံထားတဲ့လက်မှတ်တွေနဲ့တမရထံပေးဖို့တောင်းဆိုသွားမယ်လို့တရားမျှတမှုဖော်ဆောင်ရေးကော်မတီကအခုသတင်းမှတ်တွင် ပြောဆိုလိုက်ပါတယ်။ဦးလင်းဆက်အောင်ပေးဖို့ထားခဲ့ပါတယ်ခင်ဗျာ။ဒီမိုကရေစီပညာရေးလှုံ့ဆော်မှုကြောင့် လက်ပန်းတပိတ်စစ်ကြောင်းမှာကျောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကမက်လက်စေးနေကဖမ်းဆီးပြီးတာယော်ဒီကျင်းထောင်ထဲမှာထိန်းသိမ်းထားပါတယ်။ဒါကြောင့်ခုနှစ်လကျော်ကြာတဲ့အချိန်မှာတရားမျက်နှာမှုဖော်ဆောင်ပေးနိုင်မှုအတွက်ပြည်သူတွေစီကကောက်ခံထားတဲ့လက်မှတ်တွေကိုစုစည်းပြီးတမတန်းနဲ့ပညာရေးဝန်ကြီးဌာနတို့ကိုအော်တိုဘာလ19ရက်နေ့မှာ ပေးဖို့တောင်းဆိုသွားမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ကျွန်တော်တို့ဒီចောင်းသားတွေပြန်လုပ်ဖို့တောင်းဆိုတာနဲ့ဒီ လက်ပံကြမ်းမှုဖြစ်စဉ်မှာတာဝန်ရှိတဲ့ဒီမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ပေါ်အဓိကပြည်ထောင်ဝင်ဌာနကိုအရေးယူပေးဖို့တိုင်တိုင်ကြားတဲ့စာကိုနိုင်ငံတော်သမ္မတအပါဝင်တရားဝင်ဆွေးမွေးနဲ့ဒီနေ့အေဂျင်အေးကော်မတီပြည်ထောင်ဝင်ဌာနနဲ့ပညာရေးဝင်ဌာနနောက်ပြည်တော်သူရှေ့နေချုပ်ရုံးကိုအာအော်တိုဘာလ16ရက်နေ့မှာကျွန်တော်တို့အပြီးပေးဖို့တိုင်ကြားသွားမှာဖြစ်ပါတယ်။ကျောင်းသားတွေအကြမ်းဖက်ခံရတဲ့အပေါ်တပ်ဆိုင်ရာကိုအရေးယူပေးဖို့ဒီတောင်းဆိုစာထဲမှာထည့်သွင်းထားပါတယ်။တိုင်စာပဲပြောပြောတောင်းဆိုတဲ့စာပေါ့နော် တောင်းဆိုစာ ဟိုပေးဖို့တာဖြစ်တယ်ပထမတစ်ချက်ကတော့ចောင်းသားတွေပြန်လုပ်ဖို့ဖြစ်ပြီးတော့နောက်တစ်ချက်ကတော့ဒီလက်ဗရန်ចမ်းဖမ်းမှုဖြစ်စဉ်မှာတာဝန်ရှိတဲ့ဒီပြည်ရေးဝန်ကြီးဌာနကိုအရေးယူဆောင်ရွက်ပေးဖို့ပေါ့နော်အဲ့ဖြစ်စဉ်နှစ်ခုနဲ့တိုင်ကြားတာဖြစ်ပါတယ်အာဝတီကျင်းတောင်ထဲမှာရှိနေတဲ့ចောင်းသားတွေကိုတရားရုံးထုတ်ပြီးအမှုစစ်ဆေးနေတာတွေဟာအချိန်ကြာနေပြီးဖမ်းဆီးခံထားရတဲ့ចောင်းသားတွေဝန်ရံပြည်သူတွေအလုံးနှီးပါးလောက်ဟာចမ်းမာရေးတွေချွေရင်းနေပါတယ်ဒါကြောင့်ចောင်းသားတွေရဲ့မိဘတွေနဲ့ ဝန်ရံပြည်သူတွေရဲ့မိဘတွေကိုယ်တိုင်ကတရားမျှတမှုဖော်ဆောင်ရေးကော်မတီကိုစတင်ပါလကရေကဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ចောင်းသားတွေကိုပြန်လွတ်ပေးဖို့မြန်မာနိုင်ငံရှင်းနေမြကွန်ရဲ့အပါအဝင်ဖွဲ့စည်းများစွာကအစိုးရဖွဲ့ကိုတောင်းဆိုခဲ့ကြပေမဲ့အစိုးရဖွဲ့ကပြန်လဲတုံ့ပြန်ဆောင်ရွက်ပေးတာတော့မရှိသေးပါဘူး။ကျွန်တော်ကလင်းဆက်အောင်ပါ။အခုနှစ်တွင်ပြည်ပကိုမြန်မာအမျိုးသမီးလုပ်သားခေါ်ယူမှု ညှင့်တက်လာတယ်လို့မြမပြပအလုတ်ကန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကပြောဆိုလိုက်ပါတယ်ခင်နှင်းပြူဆိုပြပို့ထားခဲ့ပါတယ်ခင်ဗျာအခု2015ခုနှစ်အတွင်းပြပအလုတ်ကန်အတွက်မြန်မာနိုင်ငံကလုံသားခေါ်ယူတဲ့အခါအမျိုးသမီးခေါ်ယူတဲ့အရေးအတွက်မြင့်တက်လာပြီးအလုတ်ကန်ခွင်လန်းတွေကိုရွေးချယ်စရာတွေပါများလာတယ်လို့မြန်မာပြပအလုတ်ကန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကပြောပါတယ်အခုနောက်ပိုင်းကဒီဂျဟိုးဘာတို့မှာအခုမင်းကလေးဆိုင်ုံတွေကိုဖွင့်ဖို့အတွက်ကို ဟိုမှာရှိရအလုံးသမားတန်ရာရှိနေ MOEF နဲ့ပေါင်းပြီးတော့အဲ့ဒီစိတ်ရုံတော့ဆက်ရစစ်ဆေးပေးလို့အဲ့နံပါတ်1ကတော့ဒီမင်းကလေးတွေရဲ့လုံခြုံမှုရှိဖို့ပေါ့နော်မင်းကလေးတွေလုံခြုံမှုရှိရမယ်ဆက်ရုံနဲ့ hostel နဲ့တို့အကွာအဝေးတွေနောက်ဆက်ရုံကနေပြီး hostel ကိုသွားတာပြန်လာ hostel နဲ့ဆက်ရုံသွားတဲ့တော့တို့ကဘာတွေ transportation အတွက်ဘာတွေလောက်ဆောင်ပေးလဲပါ냐ပေါ့နော်နောက်မင်းကလေးနေတဲ့ hostel ရဲ့လုံခြုံရေးအပိုင်းနေပေါ့ဒီနေရာတွေအားလုံးအဓိကထားပြီးသွားစစ်တော့ကျွန်တော်ပြီးခဲ့တဲ့ဆယ်ရက်လောက်ကရောက်တယ်မလေးရှားကိုသွားစစ်တယ်လေဆက်ရုံ အလုပ်လုပ်နေဆိုင်ကို6ရောင်လောက်ဆက်တော့အားလုံး main လေးတွေအတွက်လုံခြုံမှုတော်တော်ကောင်းတယ်အားကောင်းတယ်နော်နောက်ပြီး24 hour ကသူတို့က ferry တွေနဲ့ transfer ရှိတဲ့အတွက်ဟိုဒမန်းကဆိုလိုတာ main လေးဒမန်းအတက်လာပြီဆိုတော့အရင်နှစ်တည်းပို့ပြီးတော့ဒမန်းအင်အားများလာမယ်ထွက်တဲ့လူကြီးလည်းပုံများလာလိမ့်မယ်အခုလိုအမျိုးသမီးလောက်သားခေါ်ယူတာမြင့်တက်လာပေမဲ့သူတို့ရဲ့လုံခြုံရေးပိုင်းနေထိုင်မှုပိုင်းတွေပါအရေးကြီးတာကြောင့်တိကျခိုင်မာတဲ့ agency နဲ့ဆက်သွယ်ပြီးစောင့်ရွက်တော့ဖို့လိုရဲလို့သူကဆက်ပြောပါတယ် မလေးရှားထိုင်းနဲ့ဂျပန်နိုင်ငံတွေကမြန်မာလုံသားခေါ်ယူတာတည်တည်တာမြင့်တက်လာခဲ့ပေမဲ့တရားမဝင်ထွက်ပြေးတင်ဆောင်မှုတွေလည်းရှိနေသေးတယ်လို့သူကဆက်ပြောပါဗျ။မင်္ဂလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သူမြအနေနဲ့မြောင်မှာလဲထွက်ပြေးကြတယ်။ဆိုတော့အဲ့ဒီပြဿနာတို့ထိန်းချုပ်ဖို့တော့လည်းလိုတယ်။ဆိုတော့ဟိုမှာကအဲနည်းနည်းလွတ်လပ်တယ်ပေါ့နော်ပြောရတာ။အဲဆိုတော့သူနေတက်သွားတယ်သူတို့ကလွတ်လပ်တယ်ဆိုတော့အဲ့လိုသင်ငယ်ချင်းတွေဆွဲဆောင်မှုတော့ဘာသွားတာတော့အဲဒီလိုတော့သူတို့ရဲ့ဒီဒီလိုလူမှုရေးပြဿနာလေးတွေနဲ့ အဲထွက်ပြေးတာဒါမျိုးတွေဖြစ်လာတဲ့ခါကျတော့နည်းနည်းတော့ဒီဒီဘက်မှာရှိတဲ့ agency တွေနည်းနည်းကတော့ရှင်းရတယ်ခေါင်းကဲ့ရတာပေါ့အဲ့ဒီပြဿနာလေးတွေရှင်းအဲ့ဒါလေးတွေလည်းပါလာမယ်เนาะအဲ့ဒါလေးတွေထိန်းချုပ်ဖို့လိုမယ်မလေးရှားနိုင်ငံမှာတွားရောက်လုပ်ကင်နေတဲ့မြန်မာလူသား၄သိန်းနီးပါးရဲ့ရာခိုင်နှုန်း၂၀ခန်းကအမျိုးသမီးလူသားတွေဖြစ်ပါတယ်မြန်မာပြည်လို့သာခေါ်ယူရမှာဂျပန်နဲ့မလေးရှားနိုင်ငံတွေကခေါ်ယူမှုနှုန်းထားတွေမြင့်တက်လာတာဖြစ်ပါတယ်။ကျွန်မခင်းနေဖြူဆိုပါ။အခုရက်ပိုင်းအတွင်းမှာအခြေခံစားတောက်ကုန်တချို့ ေးတက်လာပြီးဆန်စည်းကလည်းမိနစ်ကတည်းက30ရာခိုင်နှုန်းလောက်မြင့်တက်လာပါတယ်။ဥမျက်သူရပြေပုတ်ထားခဲ့တာပါခင်ဗျာ။အခုရပိုင်းတွင်ဆန်စည်းစားချက်သွန်စားတဲ့အခြေခံစားတော့ကုန်တွေဟာဈေးတက်လာနေတာပါ။ရန်ကုန်မြို့ရဲ့လက်ကားကုန်စည်တိုင်းဖြစ်တဲ့ညောင်မင်း၄စီမှာတော့အခြေခံစားတော့ကုန်တွေအယောင်းဝယ်အေးနေပါတယ်။ပါတယ်မနေ့ကတော့ကတော့ဒီချိန်မှာဒီသေးမရှိပါဘူးအခုကတော့ပေါ်ဆောင်မွေးရှယ်အပေါင်းစားတဲ့အိတ်ကို ်လေးပေါ့နော်၄000အနည်းဆုံးဝယ်ရတယ်နော်သူတဲ့နည်းနည်းလေးတာတာကျတော့41ခွဲလောက်ဝယ်ရတယ်နော်သူတဲ့နေနိုင်တယ်ကျတော့လည်း3000 8000လောက်ပါတော့ဖြတ်ဖြတ်တယ်နော်ဝယ်သေးဝယ်သေးပေါ့ကျွန်တော်ဝယ်သေးမနေ့ကဒီလိုချိန်မှာကျတော့အဲ့လောက်မရှိပါဘူး3000 3000လောက်ဟို36တို့ရှယ်ကြီးဆိုရင်ပေါ်ဆောင်မွေးရှယ်ကြီးပေါ့နော်အဲ့ဒါဆို36လောက်ပဲပေါ့ဟိုသူတဲ့နည်းနည်းနေလာဆိုလို့ရှိရင်တော့ 3000လောက်ပဲပေါက်တယ်ပေါ့နော်အဲ့လောက်ဈေးကွက်တွင်အဓိကအစားကုန်ဖြစ်တဲ့ဆန်ဆိုရင်လက်ရှိမှာဆန်ဂျန်ကောဆန်ဂျောပါမနစ်ကတည်းဆိုင်ဈေးနှုန်း30ခိုင်လောက်ဈေးတက်လာတာကြောင့်ဈေးကွက်အတွင်အယောင်းဝယ်အေးနေပါတယ်ဒါပေမဲ့ဆန်ဂျောတက်ဆိုင်ရင်ဆန်ဂျန်ကအပိုရောင်းရတယ်လို့သိရပါတယ်ထိစားရပေါ်စားဆေးရတာလူကတန်းစားကတော့ကျန်နေစားဆေးရတယ်ဆင်းတယ်အဲ့ဒါလေးကဈေးနဲ့တက်တယ်တော့ဝယ်ဆန်စစ်တက်တာရောက်ရင် ဟုတ်ကဲ့ရောက်ရသေးတယ်ရောက်ရပါပါဟုတ်လက်သွားဒီပုံမှန်ဈေးလေးဆိုတော့ဈေးကရောက်တော့တယ်ဟုတ်ကဲ့ဒီကတော့အဲ့လိုပဲအခြေခံစတဲ့ကုန်တချို့ဈေးတက်လာပေမဲ့အစိုးရအနေနဲ့ကုန်စည်နှုန်းထိန်းချုပ်တာတော့မရှိသေးပါဘူး။ဇွန်လပိုင်းကစပြီးမြန်မာနိုင်ငံအနှံ့ဖြစ်ခဲ့တဲ့ရေဘေးကြောင့်လဲစားနေခါလိုအပ်ချက်တွေမြင့်တက်လာပြီးအခြေခံစားကုန်တွေဈေးတက်လာခဲ့ပါတယ်ကျွန်တော်မျက်သူရပါ။တလကြော်ကြတောင်းစုဆန္ဒပြနေတဲ့ရွှေပြည်သာစစ်မှုဆောင်တက် ဟန်ဂျင်းအထယ်ချုပ်ဆက်ယုံကအလို့သမားဒီအနေနဲ့ကနဦးညှိနှိုင်းမှုသဘောတူညီချက်အရအော်တိုဘာလ23ရက်နေ့မှာလုပ်ငန်းဝင်အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်ဥအားကပြပုတ်ထားခဲ့တဲ့တဲ့င်းမှာခင်ဗျာရွှေပြည်သားမြို့နယ်အလုတ်ရှင်အလုတ်သမားညှိနှိုင်းပြန်ပြေးရုံမှာဒီနေ့တွဲဆုံညှိနှိုင်းမှုအရအခုလိုသဘောတူညီချက်ရခဲ့တာပါကနဦးသဘောတူညီချက်အရအလုတ်ရှင်အနေနဲ့အเจ้าမဲ့လက်မှတ်ရေးထိုးခိုင်းတာတွေမရှိဘဲစက်ရုံတွင်ကိုလှုပ်လှုပ်ဖို့ဝင်ရောက်ခွင့်ပြုရမယ့်သဘောတူညီချက်ဖြစ်ပါတယ် အလုသမားအလုရှင်ကဒါတောင်းတောင်းညှိလို့မရလို့နော်ကိုလိုကအစိုးရဌာနကဝင်ပြီးတော့ညှိပေးတာပဲအခုတော့ကိုလိုကဒါလက်စားပေးတဲ့စနစ်ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ကိုလိုလုပ်ပေးမယ်နောက်ပြီးတော့ scale ကိုလည်းရှင်းရှင်းလင်းလင်းဖြစ်အောင်ကိုလိုပြောလိုက်ပြီပြောလိုက်ပြီးတော့တင်းနေတာလေးကိုလိုပြန်ချိန်ထားတယ်အခုတော့သူတို့လုံဝင်ကြမှာပေါ့ဒါလေးကိုကိုလိုလုပ်ပေးတာပေါ့နော်ကိုလိုရဲ့ဥလီတတ်မှတ်ချက်အတိုင်းမပေးရင်တော့ကိုလိုကဒါဥလီတိုင်းပေါ့နော်ပေးနေရောကျန်တဲ့ဟာပို့တောင်းတဲ့ဟာကိုသူတို့ပါလို့ညှိကြအောင်နော်ဆောင်းနှစ်ဖက်ဆိုတော့ ဒါပေမဲ့အလုသမားတွေတောင်းဆိုထားတဲ့အဓိကအချက်တွေဖြစ်တဲ့ရှားပါစီရိတ်၊ကျွမ်းကျင်ကြီး၊ထမင်းစီကိစ္စတွေကိုအောက်တိုဘာလ26ရက်နေ့မှာညွန့်နယ်ညှိနှိုင်းပြင်ပြေးရုံမှာထပ်မံညှိနှိုင်းရမှာဖြစ်ပါတယ်။အဒီနေ့နှစ်ဖက်ညှိနှိုင်းတဲ့အခြေအနေကတော့ဘောနော်အလုရှင်နေနဲ့သူချပြထားတဲ့တိုင်တွေကအလုသမားတွေအတွက်ရိုးရှင်းတော့နားမလည်ဘူးဘောနော်။ဒါကိုသူကတေချာတင်းတင်းလာနေကြရင်တော့ ဒီဥစ္စာတွေကိုပြန်ပြီးတော့ဒီတိုင်နေတေချာရိုးရှင်းအလုပ်သမားအားလုံးနားလည်နိုင်အောင်တော့သူကရှင်းပြမယ်လို့တော့ရှင်းပြပေးမယ်ပြန်လုပ်ပေးမယ်ဆိုပြီးဂတိပေးသွားတာတော့ကောင်းပါတယ်ဗျာနှစ်ဦးနှစ်ဖက်ပြည်လည်းမှုလမ်းတာလေးပါပဲဘာလို့လဲညှိနှိုင်းမှုတစ်ခုကတော့ညှိနှိုင်းနေသေးရတော့အဆင်ပြေမဲ့အလားလာအတွက်တော့အဆင်ပြေကိုကောင်းပါတယ်ဘယ်လိုလဲညှိနှိုင်းမှုမရှိရင်တော့အဆင်မပြေဘူးပြည်တယ်ပြောလို့မရပါဘူးညှိနှိုင်းမှုရှိရင်တော့အဆင်ပြေလာမှာပါအလုတ်သမားသမကဥက္ကဋ္ဌကိုလောက်ကထုတ်ပယ်ထားတဲ့ဖြစ်စဉ်ကိုတော့ခုံသမားကြီးကောင်စီမှာထပ်မံညှိနှိုင်းသွားမယ်လို့သိရပါဗျ။ စက်တင်ဘာလ16ရက်နေ့ကစတင်တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့တဲ့ဟန်ချင်းထေကျုပ်စက်ယုံကအလို့သမားတထောင်ကျော်အနေနဲ့အောက်တိုဘာလ19ရက်နေ့မှာစက်ယုံရှိမှာတပိတ်စခန်းဖွင့်တောင်းဆိုခဲ့ပြီးဒီနေ့တပိတ်စခန်းကိုပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်ကျွန်တော်အာကာပါအခုထုတ်လင်းပြီးသွားတဲ့သတင်းတွေပဲတပတ်အတွင်းသတင်းတွေကိုရပ်နားလိုက်ရပါတယ်ခင်ဗျာကျမ်းမာချမ်းသာကြပါစီကျွန်တော်မောင်တူးပါ